ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တော့မယ်ဆိုလို့ရှိရင်သူကလမ်းနဲ့တွေ့ရှိတယ်။တမထကျင့်ပြီးတော့တမထတမာတိကိုအခြေခံပြီးတော့မှဝိပဿနာကျင့်မှလား။သို့မဟုတ်ဝိပဿနာကိုတိုက်ရိုက်ကျင့်နေတာလား။ကိုယ့်ကိုရွေးရတယ်ဒါ။တမထယာနိကဝိပဿနာယာနိကဆိုနှစ်ခုရှိတယ်။လမ်းနဲ့တွေ့ရှိတယ်နော်။အဲ့တော့တမထကိုအရင်ကျင့်ပြီးတော့တမထတမာတိကိုအစွမ်းအားပြုပြီးတော့မှဝိပဿနာကိုတွားမှလား။ သို့မဟုတ်ဝိပဿနာရှင်းစဉ်နဲ့ရှင်းရင်းကနေပြီးတော့တမာရီခဏိကတမာရီနဲ့သွားမှလားပေါ့သူကစိတ်တဝိတ္တုလို့ဆိုတယ်တမာရီထူထောင်တာနှစ်ခုရှိတယ်သူကကလေးဝင်လေးလေးပေါ်မှာအာယုနမိတ်ပေါ်သည့်ထီအောင်စိတ်ကလေးငြိမ်အောင်လှုပ်တာဒါငြိမ်အောင်လှုပ်ရင်တတ်တတ်ပဲသူကအမှန်ကိုသိအောင်လှုပ်တာမဟုတ်ဘူးငြိမ်အောင်လေးတင်လှုပ်တာအဲ့ဒီမှာဥပ္ပစာရတမာရီဆိုတာဇာနာကတ်သွားတဲ့တမာရီကိုဥပ္ပစာရတမာရီလို့ခေါ်တယ် ဆံရသွားပြီဆိုရင်အပ္ပနာသမာဓိအပ္ပနာလို့ဘာလို့ခေါ်တာတုံးဆို စိတ်ကိုအာယုံထဲမှာထည့်ထားလိုက်တယ်လို့မြဲသွားတယ်။ဆိုရလို့ငုတ်တိုင်လေးတစ်ခုကိုမြေကြီးထဲမှာစိုက်လိုက်လို့ရှင်ငြိမ်မသွားဘူးလား။အပ္ပနာဆိုတာအဲ့လိုထည့်ထားတာပြောတာနော်။စိတ်ကိုအာယုံထဲမှာရိုက်သွင်းထားတာ။အဲ့ဒါကိုသမာဓိလို့ခေါ်တာပဲ။အဲ့ဒီအပ္ပနာသမာဓိလို့ခေါ်တယ်။အဲ့ဒီအဆင့်မရောက်သေးဘူးဆိုရင်ဥပ္ပစာရသမာဓိခေါ်တယ်။ ဥပ္ပစာရသမာဓိထူထောင်ပြီးတော့ဝိပဿနာသွားလို့လည်းရတယ်။အပ္ပနာသမာဓိထူထောင်ပြီးမှဝိပဿနာသွားလို့လည်းရတယ်။အဲ့ဒီနှစ်ခုစလုံးဟာသမထအာထုတ်ပြီးမှဝိပဿနာအာထုတ်တယ်လို့ပြောလို့ရတယ်နော်။ဒါကအခုနောက်တစ်ခါသမထဆိုတာကိုမလုပ်တော့ဘူးဝိပဿနာတိုက်ရိုက်သွားတယ်ရုပ်တည်နံတွေကိုတိုက်ရိုက်ရှုဆင်ခြင်ပြီးတော့သွားတယ်ဆိုတာကြတော့ခဏိကသမာဓိလို့ခေါ်တယ်။ခဏိကသမာဓိကိုလည်းပဲအတိပ္ပယ်အမှားကောက်တတ်တယ်။ ခဏိကသမารိရဲ့ဆိုလိုရင်းအတိဘယ်ကဘာတော့ဆိုလို့ရှိရင်တဘာဝတရားတွေပေါ်မှာသိတဲ့အသည့်ဥပမာဖြစ်ရင်ဖြစ်တဲ့အခိုက်လေးကိုသိလိုက်တယ်နော်သမာရိရလိုက်တယ်ပြဲ့သွားရင်ပြဲ့သွားတဲ့အခိုက်လေးမှာသမာရိရဖြစ်တိုင်းဖြစ်တိုင်းသမာရိရှိနေတယ်ပြက်တိုင်းပြက်တိုင်းသမာရိရှိနေတယ်အဲ့ဒီလိုဖြစ်ခိုက်ပြက်ခိုက်ချုပ်ခိုက်တွေပေါ်မှာသွားပြီးသမာရိရဆင်းဆက်မပြတ်ဖြစ်နေတာကိုခဏိကသမာရိလို့ပြောတာနော် အခုခဏလေးတည်တဲ့တမာရီကိုပြောတာမဟုတ်ဘူးအဲ့ဒါအတိပဲအကောင်လွဲရတယ်နော်ခဏိကတမာရီဆိုတာနောက်ကြတော့ထင်ရှားလာလိမ့်မယ်ခဏိကတမာရီအဲ့တော့ဝိပဿနာတက်တက်သွားခြင်းရင်ခဏိကတမာရီနဲ့သွားတာကောင်းပြီလမ်းနှစ်ခုရှိတယ်ကိုကြိုက်တဲ့လမ်းကိုကိုရွေး